မင်္ဂလာပါရှင်ဒီကနေ့ဟာ1389ခုနှစ်သတင်းကြွလာပြီနေ့အဘိဓမ္မာအခါလုံးလေးဖြစ်ပါလိမ့်ရှင်သတင်းကြွလာပြီနေ့ဒီဘုရားဘာသာအားတပ်ဝင်ယုံကြည်သူတို့အတွက်နေ့ထူးနေ့မြတ်ကြီးတင်နေဖြစ်ပါတယ်ကဆုံလာပြီဘုရားနေ့ဝါဆိုလာပြီဓမ္မစကြာအခါလုံးလေးတို့ကဲ့သို့ပင်သတင်းကြွလာပြီနေ့ဒီလည်းမြတ်စွာဘုရားရှင်တာရိန်သာနတ်ပြည်မှာသင်္ကတနဘောပြီတို့ ကြွမြန်းစင်သက်တော်မူလာပြီးနေဖြစ်သဖြင့်ထူးမြတ်သောနေဖြင့်အတိမတ်ပြုကြပါသည်မြတ်စွာဘုရားစင်သက်ကြွမြန်းလာသည်ကိုရည်စွေ၍ဖះရှင်အားပူဇော်သည့်အနေဖြင့်ထိုနေ့တွင်မိညာထုံးကမြင်းမူဝဲစင်ရင်ကျပါကြပါသည်မြတ်စွာဘုရားရှင်သည်တောင်ရင်သာနှင့်ပြည်၌မဲတော်ဖြစ်ခဲ့မှုသောတန်လူတီတာနတ်သားကိုကြောင်းပြု၍ကုသလာဓမ္မအကုသလာဓမ္မ အပြာကတဓမ္မအစရှိသည်ဖြင့်အဘိဓမ္မာခဏကျမ်းကိုဟောတော်မူပြီးနောက်တည်င်းကျူလာပြီနေတွင်တာရင်သာ၌ပဝရဏပြု၍လူပြည်သို့တက်ဆင်းတော်မူသည်ကို ကြောင့်ပြုလျက်ထိုနေ့ကိုအဘိဓမ္မာနေဟု၏ခေါ်ဆိုသမှုကအဘိဓမ္မာပူဇော်ဝဲကျပါလိသည်တနည်းအားဖြင့်လည်းတည်င်းကျူလာပြီနေကိုဖျားစုပန်နေဟုခေါ်နိုင်သည်အဘေကြောင့်ဆိုသောမြတ်စွာဘုရားသည် တာရင်သာမှဆင်းသက်လာတော့အခါကိုရိုရိုင်ဗရမားဆောင်နှက်ဖြင့်စီး၍လက်ရပဲရွှေဆောင်နှက်ဖြင့်နတ်တို့ချေရန်လိုက်ပါကလက်ဝဲပဲဝေဆောင်နှက်ဖြင့်ဂျမမင်းတို့ချေရန်လိုက်ပါလာလေသည်ထို့သူနတ်မြမမင်းတို့ချေရန်လိုက်ပါလာ၍တဆင်းလုံးမူလာသည်မျက်စွာပြားတင့်နေသောအတေတော်ကိုဖူးမြင်ရရသောအခါ36ဝိသနာတွင်၌ရှိသောပရိသတ်အလုံးတွင်ဖယားစုကိုတောင်းကြသည် တယောက်သောသူညာဖျားစုကိုမတောင်းတူ၍မရှိခြင်းဤဒီကိုရည်၍ဖျားစုပါနေကိုခေါ်ထားခြင်းဖြစ်လေသည်မြတ်စွာဘုရားသစင်းတော်မူသည်ကိုဟူးမြော်ရန်စောင့်နေကြသောလူအပေါင်းတို့တောင်းပန်သဖြင့်ရှင်မဟာမောင်ကလန်ကဖျားသခင်အားမြည်သည့်အခါမြည်သည့်အချိန်၌လူပြည်သို့ သစင်းမိကိုလျှောက်ထားသောအခါဖျားရှင်က ငါဖះကိုကုမြော်လူသူတို့သည်ရွာဦးချောင်းသို့ဥပုပ်တယ်များတရားနာသွားတကယ်သို့လာခင်းစားရမည်ဟုမိန့်ကြားတော်မူသည်ကိုရည်၍ထိုနေ့ထိုရက်၌ဥပုပ်တည်းဆောက်တည်ကြခြင်းဖြစ်ကြသည်မြတ်စွာဘုရားတခင်သည်လူပြည်သို့မစင်းမီတာဝန်သာနတ်ပြည်၌ရည်ရဆုံးမီးရဆုံးတကူညာရီဟာပြတော်မူသည်မြတ်စွာဘုရား၏တကူတော်အပြင်ဆက်ကြောင်းလားတကူလုံးသည်ဟင်းလင်းမြေဖြစ်သွားလေသည် ရှင်တော်ဘုရား၏လောကဝိဝရဏတဘောတော်အဖြစ်လူနဲ့မြမငရေသားအလုံးတို့သည်တဥ္ကိုတဥ္ကိုထင်ရှားစွာတွေ့မြင်ရလေသည်တရင်ချိုလာပြီနေသည်ဝါရင်းသုံးလ၏နောက်ဆုံးနေ့ဖြစ်သည်ဖြင့်ဘာဆိုတော်မူကြကုန်သောတန်ဃာတော်မြတ်တို့လွတ်လွတ်ကျွတ်ကျွတ်သွားလာတရင်သုံးနိုင်သည့်အခွင့်အရေးကိုရရှိကြလေသည်ဤနေ့အထိဝါဆိုကြသည့်တန်ဃာများသည် အလွန်မြတ်သောကထင်အလူကိုခံယူထိုက်သောအခွင့်အရေးကိုရရှိကြလေသည်။လောကီလူတို့၏ထုံးစံအရလည်းအင်အားထောင်ကြီးပြုနိုင်ကြသဖြင့်အချုပ်ချဲတို့မှကျွတ်လွစေကုန်သည်ဟုဆိုရပေမည်။အချုပ်အပြည့်ဆိုသောတရင်ချိုးလာပြည့်နေသည်ယဟန်တော်များဝါမထသောနေ့ပေါ်ဝါနာပြုချသောနေ့မြတ်စွာဘုရားသခင်သည်တောင်ရင်သာ၌အမိဓမ္မာတရားတော်ကိုဝါရင်းသုံးလပတ်လုံးဟောကြားတော်မူသည်မှာအောင်မြင်စွာပြီးဆုံးသောနေ့ဝါအမိဓမ္မာခါတော်နေ့ နတ်ပြမာအပေါင်းချမ်းရလျက်တောင်ရင်သာမှအသင်္ကသနဘိုးပြီးသူဆင့်သက်တော်မူသောနေ့မြမာနတ်လူသုံးမုံသူတို့မြတ်စွာဘုရားအတူတကားကြည်ပြူကော်ရောပူဇော်ကြသောနေ့လောကဝိဝရဏတဘိုးတော်ကြောင့်စัจ java လာတဝန်းလုံးကိုတို့ရှူပေါ့မြင်ကြရသောနေ့စသောဘုံတို့ဝိဒေသာအထူးထူးနေပြည့်စုံသောနေ့ဖြစ်ပါလေရှင်